်မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေခြေစွတော်နှင့်ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတက်ရောက်ပါစေဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါလေခြေစွတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသော ဖခင်သခင်ကိုကျေးဇူးတင်ပါတယ်။နေ့ရက်စတိုင်းကျေးဇူးသူအားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖခင်နှုတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။နတ်နေတဲ့သမာတရားကိုကိုရောယူဆောင်ဖော်ပြပါ။အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ။တခိယေရှုနာမအားဖြင့်ဆုတောင်းရဝေငှပါရယ်ဖခင်။အာမင်။ဖြတ်ရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။ကျွတ်ဒီသနာချမ်းကိုခြုံငုံပြီးနားထောင်နေပါရယ်။အော်ဒီကနေ့ဒီသနာချမ်းနဲ့ပတ်သက်ပြီးနားထောင်တာ သင်္ကန်းစာနေကုန်းချုပ်မဲ့နေ့လေးဖြစ်ပါတယ်။ဟောဒီသနာကျမ်းခန်းကြီးတစ်ကနေကျွန်တော်ခန်းကြီး7နှစ်တည်ရှိတယ်။အဲဒီခန်းကြီးတစ်ကနေ7နှစ်ကိုကျွန်တော်ခြုံလေ့လာတဲ့အခါအချက်6ချက်ကိုအခြေခံပြီးကျွန်တော်နားထောင်နေတာဖြစ်တယ်။နံပါတ်1ကတော့ဒီသနာကျမ်းကြီးတဲ့ဆိုတာရှောင်းလုံးမင်းကြီးဖြစ်တယ်။နံပါတ်2ကတော့ PC 930ခန့်လောက်မှသူရေးသားခဲ့တယ်။နံပါတ်3ကတော့ရည်ရွယ်ချက်3ချက်ရှိပါတယ်။ဒီရွယ်ချက်3ရဲ့ကကြီးကတော့စစ်မှန်တဲ့ဘုရားသခင်ကို မိဒါယဖွဲ့ခြင်းမရှိတဲ့အတ္တဓာဟာအနတ္တဖြစ်တယ်ဆိုတာကိုရှောင်းမုံမင်းကြီးဒေသနာဆရာကသိစေလိုတယ်။ယူရက်သုံးရဲ့ခကွေးကတော့လူသားတွေဟာဘုရားသခင်ကိုသိမှသာ။ဖန်ဆင်းခံအရာတွေမှာပျော်မွေ့ခြင်း၊ခြေနဲ့ယောင်ရင်းခြင်းနဲ့ငြိမ်းချမ်းခြင်းကိုရရှိမယ်ဆိုတဲ့အကြောင်းအရာကိုသိစေလိုတယ်။ကငယ်ကတော့ဖန်ဆင်းရှင်ဘုရားကိုဘဟုမပြုတဲ့အတ္တဓာဟာခြေနဲ့ယောင်ရင်းခြင်းနဲ့ပြည့်စုံခြင်းမရှိနိုင်ကြောင်းသိရှိစေလိုတယ်။ ဒီချက်၃ချက်ကိုသိရှိစေလိုတဲ့ရည်ရွယ်ချက်နဲ့ဒေသနာကျမ်းကိုရေးခဲ့တာဖြစ်တယ်။နောက်ဒေသနာကျမ်းမှာအဓိက key verses ပေါ့နော်။အဓိကတော့ချက်ကျမ်းပိုက်၄ပိုက်ရှိတယ်။ဒေသနာကျမ်းခန်းကြီး၁အငယ်၂ဒေသနာကျမ်းခန်းကြီး၃ငယ်၁ဒေသနာကျမ်းခန်းကြီး၅အငယ်၇ဒေသနာကျမ်းခန်းကြီး၁၂အငယ်၃ဖြစ်တယ်။အဲ့ဒီအားလုံးအနစ်ချုပ်လိုက်တော့အားလုံးကအနတ္တတသက်လို့ဆိုပြီးဒေသနာဆရာကဖော်ပြထားတဲ့ခသိန်းသောရာအတ္တဖြစ်တယ်။ဒါပေမဲ့အနတ္တတွေများတဲ့လောကကြီးမှာနေပေမဲ့သာဝရတည်မြဲတဲ့ ထာဝရရှင်ဘုရားသခင်ရှိတယ်။အဲ့ဒီထာဝရရှင်ဘုရားသခင်ရဲ့တပါးရီသောသားတော်ယေရှုခရစ်တော်ကိုယုံကြည်သောသူကထာဝရကာလဝိညာဉ်စံမြန်းနိုင်တဲ့အခွင့်ရှိတယ်။ဒါကိုလည်းသိစီလို့ရတယ်။ဒါတွေကိုသိစီလို့တဲ့တကြောင်ဒေသနာဆရာကအနတ္တတွေကြားထဲမှာထာဝရဘုရားကိုယထားဖို့တော့သူကရည်ညွှန်းပြီးပေါ်ပြထားတာဖြစ်ပါလေ။နောက်နံပါတ်5ကတော့ဒေသနာချမ်းမှာတကယ်ရှုခရစ်တော်ကိုဓမ္မဒေသနာဆရာ ဘုရားခင်ပြည့်ညတ်တော်ကိုပြည့်စုံစေသူအထက်မှလာတော်သူစသဖြင့်ဒီအရာတွေနဲ့ညီညွတ်ထားတာဖြစ်တယ်။နောက်နံပါတ်6ကတော့ဒေသနာကျမ်းခန်းကြီး1ကနေခန်းကြီး7တိပေါ့။ချုပ်မီးလေးလိုက်ရင်အချက်3ချက်သွားတွေ့ရတယ်။နံပါတ်1ကပြဿနာကိုဖော်ပြခြင်းပထမပိုင်းကပြဿနာကိုဖော်ပြခြင်းနံပါတ်2ကတော့ပြဿနာကိုဆွေးနွေးတင်ပြခြင်းပြဿနာကိုဆွေးနွေးတင်ပြခြင်းနံပါတ်3ကတော့ပြဿနာကိုဖြေရှင်းခြင်း ော့ဒီသဏ္ဍာန်ကျမ်းဂန်ကြီးတက်ကနေခန်းကြီး7နှစ်ထိဒီကျမ်းကြီးတကြမ်းလုံးကိုခြုံပြီးလေ့လာလိုက်ရင်၃ချက်ပဲရှိတယ်နံပါတ်1ပြဿနာကိုဖော်ပြခြင်းနံပါတ်2ပြဿနာကိုဆွေးနွေးတင်ပြခြင်းနံပါတ်3ပြဿနာကိုဖြေရှင်းခြင်းအဲ့ဒီ၃ချက်ကိုပဲသူကအခြေခံပြီးရေးထားတယ်။အော်ပြဿနာကိုဖော်ပြခြင်းနဲ့ဆိုင်တာဒေသနာကျမ်းဂန်ကြီးတင့်ငယ်တက်ကနေ၁တိဖိုင်ပြဿနာကိုဖော်ပြတဲ့အကြောင်းအရာတွေကိုအဲ့မှာရေးထားတာဖြစ်တယ်။ဒါဓမ္မတိဖြစ်တယ်။ ကဲနောက်နံပါတ်2ပြဿနာကိုဆွေးနွေးတင်ပြခြင်းကိုဖတ်ချင်ရင်ဒေသနာကျမ်းဂန်ကြီး1အငယ်7ကနေဒေသနာကျမ်းဂန်ကြီး7အငယ်8ထိဖတ်ရင်ပြဿနာကိုဆွေးနွေးတင်ပြတဲ့အကြောင်းအရာတွေကိုဖော်ပြထားတာဖြစ်တယ်။ဒါရီနဲ့ပတ်သက်လည်းကျွန်တော်အများကြီးဖော်ပြခဲ့ပြီးအဲ့တော့အဲ့မှာကာကြီးခါခွေးကားငယ် တောက်လျှောက်ကြံပေါ်ပြခဲ့တယ်။မကကြီးဆိုဒေသခံကြီးတက်ဆနစ်က၁၈ဆိုလူတွေရဲ့အသိပညာဟာအချင်းင်းဖြစ်ချောင်းဒေသခံကြီးနှစ်ဆိုရင်လောကီပျော်ရွှင်မှုနဲ့ချမ်းသာကြွယ်ဝမှုဟာအချင်းင်းဖြစ်ချောင်းဒေသခံကြီးသုံးဆိုရင်လူ့ဘဝရဲ့အချင်းင်းအလုံးကို ခွဲခန့်မှတ်သားထားချောင်းဒေသခံကြီး405ကလူ့ဘဝဟာအချင်းင်းသောတန်လျာထဲမှာဘဝမှာနော်ဒီအချင်းင်းသောအရာတွေထဲမှာကုန်ခန်းနေတယ်ဒါတွေကအနတ္တပဲ ဒါကို၄၅မှာရေးထားတယ်ဒိနာပြန်ကန်းကြီး၆ကတော့လူဘဝရဲ့လှုပ်ဆောင်မှုများမှာခြေနှက်မှုမရ၍ချင်းင်းဖြစ်ခြင်းဒိနာပြန်ကန်းကြီး၇ကတော့ကောင်းသောຢာနဲ့တာ၍မြတ်သောຢာကိုဆင်ခြင်ခြင်းဒိနာပြန်ကန်းကြီး၈ကတော့ဉာဏ်ပညာများကိုရစေခြင်းဒိနာပြန်ကန်းကြီး၉ကတော့ပျော်ရွှင်သောဘဝကိုရရှိစေခြင်းဒိဋ္ဌံကံကြီး30ကတော့ပညာရှိနဲ့လူမိုက်တို့ကိုခွဲခြားပြီးပြသထားတယ်။ဒါဒိဋ္ဌံကျမ်းနဲ့ပတ်သက်ပြီး ါကျွန်တော်တစ်၁၀လောက်ထိကျွန်တော်နားထောင်ခဲ့ပြီကဲနောက်ဒင်းသားကြီး၁၁ငယ်၁ကနေခန်းကြီး၁၂ငယ်၈ထိရတော့အူမင်းလာတဲ့ဘဝအသက်တာကို ဖော်ပြထားတယ်အသက်ကြီးလာရင်ဒီလိုတွေဖြစ်လာမယ်နော်အူမင်းခြင်းနဲ့ပတ်သက်ပြီးသူကရည်ညွှန်းထားတယ်အသက်ရွယ်ရရင်ဒီလိုတွေဖြစ်လာမယ်နော်ဒါဝဒင်းသားကြီး၁၁ငယ်၁ကနေခန်းကြီး၁၂ငယ်၈ထိဖတ်ရင်တွေ့ရမယ်အဲ့ဒါပြဿနာကိုဆွေးနွေးတင်ပြခြင်းကဲနံပါတ်၃နောက်ဆုံးအပိုင်းရောက်သွားပြီပြဿနာကိုဖြေရှင်းခြင်း အဲ့ဒီပြဿနာလေးအားလုံးဖြေရှင်းခြင်းနဲ့အရာကဖြေရှင်းရမယ့်အရာတစ်ချက်တည်းပဲအဒီနာကျမ်းကြီးစနေငယ်6ကနေ14ဒီပိုင်းအမှတွေ့ရအဲ့တော့ပြဿနာကိုဖြေရှင်းတဲ့အကြောင်းညာကပြဿနာကိုဖြေရှင်းခြင်းနဲ့ပတ်သက်ပြီးဖယားခင်ကိုကြောက်ရွံ့ခြင်းနဲ့ပြည့်ညတ်တော်တွေကိုစောင့်ရှောက်တဲ့သူဟာပြဿနာကိုဖြေရှင်းပြီးသားဖြစ်တယ်ဖယားခင်တာဝန်ယူခြင်းခံရတယ်အဲ့ဒါပြဿနာကိုဖြေရှင်းခြင်း အနတ္တရီများတဲ့လောကကြီးမှာနေရပြီမေဘုရားကိုကြောက်ပညာတော်များစောင့်ရှောက်နှုတ်ဘတော်တိုင်းသက်ရှင်ဒီနေ့ကာလတော့ခြေဆုတော်ကာလမှန်းနေခြေဆုတော်ကြောင့်ကျွန်တော်ကယ်တင်ခြင်းရတဲ့ခြေဆုတော်ကြောင့်အရာခသိန်းကောင်းကြီးမင်္ဂလာခံစားရခြေဆုတော်ကာလမှာပညာတော်ရိုက်ချိုးလို့တော့မရပါဘူးဒါလေးလည်းကျွန်တော်နားထောင်အောင်เนาะခြေဆုတော်အရှင်ယေရှုကဘာပြောလဲသူကခြေဆုတော်အရှင်ဖြစ်သူပညာတော်တွေကိုပြည့်စုံစေတော်သူလို့လည်းပြောပါလေအဲဒါလေးကိုကျွန်တော်နားလေရပါ ာတို့ဂျေဇုတော်ပဲနော်ဆိုပြီးစံစာမှာပေါ်ပြတဲ့စကားတွေနားမထောင်တော့ရင်တော့ဂျေဇုတော်အရှင်ပေးတဲ့ဂျေဇုတော်ကို မထီလေးစားလုပ်တဲ့သူဖြစ်သွားလိမ့်မယ်။ဒါကြောင့်သခင်ယေရှုကပြောတယ်သူကဂျေဇုတော်အရှင်ဖြစ်သလိုပြည့်ညတ်တော်များကိုပြည့်စုံစေတော်သူဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကသခင်ရှုရတဲ့သက်တာနှုတ်ဘတ်တော်ရဲ့ပေါ်ပြချက်တွေကိုလိုက်လျှောက်ရတာမလိုက်လျှောက်ဘူးဆိုချိုးပေါက်ကလေးကဒီကျေးဇူးတော်အရှင်ရဲ့စကားကို နားမထောင်ခြင်းပဲဒါကြောင့် ပညာတော်နှစ်ပါးရွှေပညာနှစ်ပါးမှာသိပြားကြီးတော့ပြောင်းချစ်ကိုရင်းဆက်ဆိုင်တော်သူကိုရင်းမြတ်ချစ်ဆိုတော့ဖယားကိုချစ်တဲ့သူကဖယားရဲ့နှက်ွက်တော်စကားတွေကိုလိုက်လျှောက်တယ်။ဒါကြောင့်ဖယားကြောက်တဲ့သူဖယားချစ်တဲ့သူကဖယားရဲ့ပေါ်ပြတဲ့ຢာတွေအားလုံးလိုက်လျှောက်ရမယ်။ဒါတွေကိုပေါ်ပြထားတာဖြစ်တယ်။ဒါကြောင့်ပြဿနာကိုဖြေရှင်းခြင်းရင်ဒေသနာကျမ်းခန်းကြီး7ငယ်9ကနေ14ဒီပိုင်းမှာတွေ့ရမယ်။ကျွန်တော်ဒေသနာကျမ်းခန်းကြီး စနစ်အငယ်73ကိုကျွန်တော်ဖတ်ပြအချုပ်ချာစကားဟူမူကဖယားသခင်ကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့ကိုစောင့်ရှောက်လောဤ၍ကလူနှင့်ဆိုင်သော အမှုရာလုံးစုံတို့ကိုချုပ်ချာသတည်းအာမင်ဖယားကြောက်နောက်ဘတော်တိုင်းသက်ရှင်စောင့်ရှောက်အဲဒါလူနှင့်ဆိုင်တဲ့အချုပ်ချာပဲအဲ့ဒါပြောင်းနာကိုဖြည့်ရှင်းပြီးသားဖြစ်တော်တယ်ဖယားကြောက်တဲ့သူကဖယားမကြိုက်တာမဟုတ်တော့ဘူးဖယားနဲ့သက်ရှင်တော့ဖယားကလည်းသူ့ကိုကြောက်တဲ့သူတော့သူဘာလုပ်ရမလဲဆိုတော့သူအကုန်လုပ်ပေးတော့တာပဲ တော့ဘုရားသခင်ကြောက်တဲ့သူကဘုရားကိုချစ်ချင်းကပါလာတယ်ချစ်လို့ကြောက်တာပေါ့မချင်းကြိုက်တာလို့မှာပေါ့တော့ရွှေပြည်ညနှစ်ပါးအဲ့ဒါပဲဘုရားကိုချစ်တဲ့သူကဘုရားကိုကြောက်တယ်ဘုရားကိုကြောက်တဲ့သူကဘုရားမကြိုက်တာမဟုတ်ဘူးဘုရားမကြိုက်တာမလုပ်တဲ့သူတို့ကဘုရားကသူ့ဘာလုပ်ပေးရမလဲဆိုတော့သူသိတယ်အကုန်လုပ်ပေးလိမ့်မယ်အဲ့ဒါအချုပ်ချပဲတော်တော်ပြဿနာဖြေရှင်းတာဟုတ်တယ်နတ်တော်များတဲ့လောကကြီးပူပန်ကြတွေစိတ်ပူကြတွေဆိုးရင်ကြတွေဝမ်းနေကြတွေခြေခွဲကြတွေများနေတယ်တို့သူဘာတွေများများဖျားချောက်ဖျားနေတော့နှုတ်ကတော်ဆောက်ရှောက် တင့်ကိုဘုရားကရွေပြီးစောင့်ရှောက်ပြီး क्वे ကမယ်အဲ့ဒါဖြစ်သနာဖြည့်ရှင်းတာပဲဒါကိုဒေသနာကျမ်းခန်းကြီး7အငယ်၄ကနေ7အငယ်9ကနေ14ဒီပိုင်းကျွန်တော်အဲ့ဒါဒီတွေ့ရမှာဖြစ်တယ်တောက်ဒီဒေသနာကျမ်းဟာအလွန်တရာမှလိလာလို့ကောင်းတဲ့ကျမ်းကျမ်းလေးဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့လိလာနာထောင်နေတဲ့သူများကျမ်းစာကြည့်ကူးကြီးပြိုင်ပွဲမှာရှင်ပြိုင်နေတဲ့သူအားလုံးစာမူတွေလာဖို့တဲ့သူတွေမှစာအားလုံးကိုဖျက်ကောင်းချီးပေးပါစေ။ ဒါကြောင့်ဒေသနာချမ်းကခုနဖော်ပြတဲ့ဒီအချက်၃ချက်ပြဿနာကိုဖော်ပြတယ်ပြဿနာကိုဆွေးနွေးတင်ပြတယ်ပြဿနာကိုဖြေရှင်းတယ်ဒါဝုဒ္ဓိကဖော်ပြထားတာဖြစ်ပါလေအဲ့မှာမှကျွန်တော်ထပ်ပြီးတော့သိသိနဲ့အချက်လေးကြော်ပြောခြင်းတယ်ဒေသနာချမ်းကြီးစနစ်ငယ်တက်ကနေခုနှစ်တိဖိုင်ရင်အသက်ကြီးရင်သင်သက်ကြီးရင်ဒါတွေဖြစ်လာမယ်အဲ့ဒါဆိုရေးထားတယ် ဒါလေးကိုကျွန်တော်လည်းပေါ်ပြပြီးဒီကနေ့နေကုန်းချုပ်ပါမယ်။ကဲကျွန်တော်ဖတ်ပြမယ်။ငါနေရွေးမပြောနိုင်ဘူး။ဆိုရသောကာလသည်မနည်း။ဆိုသောကာလမရောက်မီယခုအသက်ပြိုစင်ပင်တင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောင်းမိလော။ဒီကနေ့လောကမှာဆိုရတဲ့အရာတွေမဖြစ်ခင်နဲ့အခုတည်းကအောင်းမိတာတဲ့ဘုရားကိုသတိရနေပါ။ချူရီပြောရအာတကြီးမှာပဲဘုရားကိုရှာမယ်မဟုတ်ပါဘူးကျွန်တော်ယုံကြည်သူเจ้าမွေးကလေးကဘုရားရဲ့ကြီးစုတော်နဲ့သွားနေရတာ ြီးကြီးငယ်ငယ်လက်လက်တငယ်သည်ဖြစ်စေတက်လက်သည်ဖြစ်စေတက်ကြီးသည်ဖြစ်စေဒီဖះရနဲ့ပဲသွားတယ်ဖះဝဲအောင်မေးရသင်ဖန်ဆင်းတဲ့ရှင်အောင်မေးဖះနဲ့ပဲသွားတယ်ပြီးတော့ဆိုပြောတယ်နေနဲ့လင်းလှနဲ့ခြေတို့သည်ကြွယ်၍မိုးရွာပြီးမှအထက်ထက်ရွာတက်သောကာလမရောက်မီအောင်မေးလို့ တနေ့နေနဲ့လင်းလနဲ့ကျဲကွယ်ပြီးမိုးရွာပြီးအထက်ထက်ရွာတက်သောကာလဆိုတာဘာလို့ပြောတာလဲအသက်ကြီးလာတဲ့ကလူဟာစကားတခုပြောရင်ထက်ခါထက်ခါပြောအကြောင်းအရာတခုခဏခဏပြန်ပြန်ပြောတာအဲ့ဒါအသက်ကြီးလာရင် ဖြစ်တတ်တယ်တဲ့တောင်ဒီနေ့ဒီနောက်ဘက်တော့နားထောင်နေတချို့သားသမီးတွေရှိမိမိမိဘအသက်ကြီးရင်ဒါတွေဖြစ်လာလိမ့်မယ်တရားသီးခံရမယ်နားလေပေးရအသက်ကြီးရင်ဒါတွေဖြစ်နေနဲ့အလင်းလနဲ့ကျဲကွယ်တယ်ဆိုတော့မျက်စိတွေမိမ့်မိန်သွားမယ် အထက်ထက်ရွာတက်တဲ့ကာလဆိုတာခဏခဏစကားကိုအကြောင်းထအောင် ပြောလိုက်မယ်အသက်ချင်းဓာတ်တွေဖြစ်တတ်တယ်အဲ့ဒီကာလမရောက်မီအောင်းမီပါဘုရားဖော်ပြထားတဲ့ဒိနာဆရာပြောဆိုဆက်ပြောတယ်အဲ့လိုသက်ချင်းလိုက်ဘာလာဘာဖြစ်လာမလဲထိုကာလတိုင်းအိမ်ဆောင်တို့စီတုံလုံ၍အိမ်ဆောင်ဆိုတာဒူးတွေချက်တော့တွေတုံလုံတယ်အိမ်ဆောင်နေမကောင်းတော့လမ်းလျှောက်လို့မကောင်းတော့ချိနဲ့လာတယ်တော့ဒီဒိနာဆရာပြောပြောတာအကုန်မှန်တယ်အသက်ချင်းဓာတ်တွေဖြစ်မယ် 看一看，我都是阿药哩。天天跟着侬看一看呢，多那呢，难那呢。啊，这钱多钱难钱是真不少哦。看一看呢，都是阿药嘛。你那家跟你生意还多。比山鸡多都是年老将一家里面，啊，这钱啊，啥人不杀钱咯？大家你们那杀嘞杀钱，伢你们杀钱，伢你杀嘞杀钱，老你们那不杀钱咯？你来杀嘞杀钱，伢你不想杀钱咯？啊，山鸡多都阿那多阿里么搞呢？ အာကတ်တွေနဲ့နေနေရတယ်။တွားရရခြေနေမကောင်းဝိုင်းမနေဝါအသားကြီးတိတ်မစားနိုင်တော့အကုန်မနိုင်ဘူး။ဒါကြောင့်ပြောရမို့ပဲပြောသမန်ချန်းစာပြောတာ။စံကြိတ်တော်သူကနေတော့ကြောင့်ရက်မယ်။ပြောဆိုဆက်ပြောတယ်ဗျ။ပရိမောင်းနဲ့ကြိတ်တော်သူစီအလင်းကွယ်မယ်။အသက်ကြီးလိုက်ရေတိန်နေဖြစ်လာတယ်။မျက်စိတွေမုံလာတယ်မျက်စိတွေခွဲရတယ်။မျက်မှန်တွေတိုက်ရတယ်။ဒါတွေကုန်မနိုင်တယ်။ ဒေသနာခန်းကြီးဆက်နဲ့ငယ်သုံးပါဒေသနာဆရာတိကျရေးထားတယ်ပြောဆက်ပြောတယ်စိတ်တန်ရော့တော့ကလမ်းနာမှာတကယ်ရွတ်တို့သည်စိတ်ကြလိမ့်မယ်အသက်ကြီးလာတဲ့ကစိတ်တန်ရော့တော့စာလာတော့တာနဲတဲ့ကြောင့်ပါဇက်ကပိတ်ထားရတယ်ပြီးတော့မချိတ်တော့ဘူးတဲ့မချိတ်တော့ဘူးတဲ့နော်မချိတ်တော့အဲ့တော့ပါဇက်ကဘာဖြစ်လဲပိတ်ထားတယ်စာကျင်တောက်ကျင်စိတ်တိတ်ခါလိမရှိတော့ ဆတ်ဆာခြင်းစိတ်တွေလည်းညော့လာတာဒါတွေဖြစ်မယ်အသက်ကြီးဘာဖြစ်လဲဒါတွေဖြစ်လိမ့်မယ်ဒါတွေဖြစ်လိမ့်မယ်ပြီးတော့ဆက်ပြောရင်ငတ်မှန်ကြတော့ခါစောစောထားမယ်ငတ်တန်ကြရဲမနဲ့စောရင်းနိုးတယ်အသက်ကြီးတဲ့သူတွေမနဲ့စောရင်းနိုးတယ်လူငယ်တွေလူလက်တွေသာအိတ်ဓာသဲသာနော်လူငယ်တွေကတော့သိတဲ့အတိုင်းပဲတညာလုံးအိတ် sorry တညာလုံးဖုန်းဆော့မနေ့တိုင်းတနေ့လုံးပြန်အိတ်ဟမ်အဲ့လိုအခုခေတ်ကကြောက်စရာကောင်းတယ်နော် ပြောင်းပြန်နေဖြစ်ဝမ်းနေစေအဲ့တော့နော်စောစောအိတ်လို့စောစောထားလို့စောစောလမ်းလျှောက်ချပါစို့အခုမဟုတ်တညာလုံးမအိတ်လို့ Facebook သုံးလို့တနေ့လုံးပြန်လဲအိတ်ပါစို့ငန်းလို့ဖြစ်သွားပြီပြောင်းပြန်နေဖြစ်သွားပြီချက်ကင်ဖန်ဆင်းထားတဲ့ကိုခန္ဓာကိုမထီမဲ့မြင်လောက်ပြတ်ဒါပေမဲ့တကြီးတဲ့သူတွေကသူတို့စောစောအိတ်တက်တယ် မနက်ဆိုသူငတ်မှန်ကြားတဲ့အခါအစောကြီး3-4နာရီဆိုသူနိုးနေပြီဒါဒီကုန်းမနဲ့ဒေသကြကန်းကြီး7ငယ်4ငတ်မှန်ကြားတဲ့အခါစောစောထားမယ်ပြတော့တချင်းတယ်မအပေါင်းတို့ဒီအပန်သေးကြလိမ့်အသက်ကြီးတဲ့အခါစကားပြောတဲ့အခါအပန်သေးသွားတယ်အာမရှိတော့တကယ်ဒီအသက်တိတ်ကြီးသွားရင်လေသာနဲ့ပဲစကားပြောတော့ဒါဒီကုန်းမနဲ့ဒေသဆရာပြောတဲ့အသက်ကြီးဒါဒီဖြစ်မယ်တော့တော့ဒီနှုတ်ကတော့နားထောင်နေတဲ့ချက်ကောင်းကြီးကိုမောင်မအများထဲမှာတချို့သားမီးတွေရှိမိဘကို view site မိဘစကားနားထောင်မိဘကိုပြုစုချို့မိဘဘုံတော်ဝင်စားသွားလို့ပြုစုမပြုစုလိုက်ရတဲ့သူတွေကမိဘကိုသိမ့်လို့ကျင်တာတချို့ကြောင့်လည်းမိဘရှိရင်နဲ့မထီမဲ့မြင်လို့တဲ့သားမီးများရှိရတာသတိတန်းရမယ်မလို့ရဘူးတချို့ကြောင့်လည်းမိဘကိုပြုစုကျင်တာဒါပေမဲ့မိဘကမရှိတော့ဘုံတော်ဝင်စားသွားပြီတော့ကိုမိဘရှိနေကိုမိဘကိုပြုစုနားထောင်သူ့နားလေပြီးအသက်ကြီးသူဓာတ်တွေဖြစ်လိမ့်မယ်ပြည်သူဆက်ပြောတယ်ထိုကာလ၌မြင့်သောအရာကိုကြောက်မယ် အထက်မြင့်နေဆိုသူတို့မတက်ချင်တော့ဘူးကျွန်တော်ဟလာလေးတက်ငါတက်လေးလွာငါလွာတို့မှာထိုင်ရပြီ oh sorry သူဘုရားရှိခိုးသွားတယ်မတည့်ရရတယ်ဟိုအဲ့မှာဘုရားရှိခိုးကမင်းဆက်သပြေးအိမ်တက်တက်ဒီပါရီသွားမယ်ဆိုအာလေးတက်ငါတက်ဆိုမတက်နိုင်တော့အသက်ချီလို့နော်နားလေပေးပါဆက်သဖြင့်ဆက်သဖြင့်နားလေပေးပါဘာကြောင့်လဲအထက်မြင့်မတက်နိုင်တော့တယ်အထက်မြင့်မတက်နိုင်တော့ဒါကြောင့်ကျမ်းစာပြောရင်မြင့်သောအရက်ကိုကြောက်မယ် သက်မြင့်လေမတက်နိုင်လေပဲဓာလီကားမရှိဘူးလားလေကားပေါ်တက်တာချော်လဲမှာကြောက်လို့တော့ကလာနိုင်မြင်တော့ရအောင်ကြောက်အသက်ကြီးနေတာဖြစ်လမ်းမှာဘေးတွေ့မိဟုထင်လိုက်မယ်ဒကာလီခီးတွေပဲသွားရင်သွားကြောက်တယ်တယောက်တည်းမသွားရတော့တယောက်ကိုမြဲခေါ်ရတယ်ဘာတွေ့မှာဆိုလို့လေဘေးတွေ့မှာဆိုလို့ချော်လဲမှာဆိုလို့ကားပေါ်တက်ရင်ပြုတ်ကြမှာဆိုလို့ပေါ့ချော်ရီကမခိုင်တော့လမ်းမှာဘေးတွေ့မှာသူတို့ကြောက်တတ်တယ်တဲ့ ပြီးတော့ဆက်ပြောတယ်ဘာတံပွင့်မယ်ဘာတံပွင့်မယ်ဆိုတော့သပင်ဖြူမယ်တချင်းသပင်ဖြူလာလိမ့်မယ်ခြိုင်းကောင်းသည်မိမိနိုင်မိမိလေးလိမ့်မယ်အသက်တာမှာလေးလာတယ်လေးလာနော်ပေါ်ပါခြင်းနေနေသွားတယ်ယောဂါတွေဝင်လာတယ်အခုမျက်နှာချိုတာကောင်းတယ်နော်စီးချိုတော့စိတ်တော့ဝါတာပေါ့နော်အခုကအသက်ကြီးတာတွေမဟုတ်ပါဘူးငယ်ငယ်လေးနဲ့စီချိုတွေဝင်နေတာအများကြီး လမ်းမလျှောက်ဘူးမကစားကြဘူးဘိုက်တွေရွှဲကိုခန္ဓာကြီးတွေကတက်တုပ်ယောဂါတွေကတိုးအခုကဘာပေါ်မှာအဲ့ဒီပြဿနာတက်နေတာကာသမကြီးသေးနော်လူလက်ပိုင်းနေမှာတော့ဖြစ်နေတာတက်ကြီးတော့ပို့ဆိုးတော့ဗောဒါပေမဲ့တချို့တက်ကြီးတယ်နော်စပတ်ဖြစ်အောင်နေတယ်ကစားတယ်ချမ်းမာတယ် healthy healthy body နော်ကိုခန္ဓာချမ်းမာနေတယ် physical ဒါလေးဝမ်းမြောက်စရာပဲ ဒါကြောင့်လည်းဂျိုင်းကောင်ကမိမိနိုင်မိမိလေးလာတယ်အလိုဆန္ဒတွေညော့လာလူချင်းစိတ်တွေသိမရှိတော့ဘူးလူဆန္ဒတွေညော့တချီမိကလေးလူချင်းစိတ်မရှိတော့တဲ့သူရှိလို့တိတ်ပြီးတော့အာလောဘတမတ်တာတွေလည်းရှိကောင်းရှိနိုင်တာပဲတဲ့တောက်ဒီသနာဆရာဖော်ပြတယ်ဒါတွေကဘယ်မှာရေးထားကျမ်းစာမှာရေးထားတယ်ပြီးတော့ဆက်ပြောတယ်အเจ้าမူကလူဒီထာဝရနေရာသို့သွားစဉ်ရှိ၍မိုးကျွေးစင်းတို့ဒီလမ်းနိုင်လဲ့လေတက်၏ ထာဝရနေရာသွားရောမယ်ထာဝရကောင်းငင်ပုံလားပရတိသူပုံလားဒါမို့ထာဝရငရဲလားသွားရောမယ်အသက်ကြီးလာပြီတနေ့သေရမှာကြိုက်တဲ့ချိန်သေသွားမှာချွတ်ညာအိပြော်ရင်းနဲ့သက်ပါသွားတယ်ချွတ်မနဲ့အိမ်ရနိုးတဲ့ breakfast sign နဲ့အကောင်းရနေသက်ပါသွားတယ်တချို့ညနေပိုင်းအကောင်းကြီးပဲညကျတော့အသက်မရှိတော့ဘူးလူအထရကလာသွားမယ်အေးအဲ့ချိန်မှာသွားမယ်နေအောင်ကျွန်တော်ကောင်းသိထားမယ် ယေရှုခရစ်တော်ရဲ့ဒီမှန်ရှင်ရှင်ခင်ပြီးယုံကြည်လက်ခံတဲ့သူကယေရှုရဲ့ကားတိုင်းမှာအသေးခံပြီးသုံးရမြောင်းနေထမြောက်ခြင်းအားဖြင့်ထိုသခင်ယေရှုကိုယုံသောကြောင့်ထိုသခင်အားဖြင့်ပရတိသူဘုံကိုဝန်စားခွင့်ရတယ်။ဒါကြောင့်ထာဝရကလာသွားတဲ့အရာကိုကျွန်တော်ကြိုသိရတယ်။ကျန်စာမှာကြိုသိရတယ်။တောင်လူဟာတချီးလိုက်ရင်ထာဝရကလာကိုသွားရတော့မယ်။ရွေးချယ်ရတော့မယ်တခါလေး။အောင်လမ်းတော့မှငိုချင်းကလှဲ့လေနေတယ်ဆိုတော့အဲ့ဒါကြိုက်တဲ့ချိန်အသက်ပါသွားမှာ အရင်တော့နေမြင်ညပြောက်အခုကမဟုတ်တော့အခုမြင်အခုပြောက်ဖြစ်သွားပြီအဲ့လိုခေတ်ကိုရောက်ကျွန်တော်ရန်တိထားအသက်ရှင်စင်မှာကျွန်တော်တည်ပြီးသွားမယ့်နေရာသိထားဖို့စိတ်ချမှုနဲ့ရှိပြီးတော့ကိုယ်ကိုကယ်နိုင်တဲ့အရာကိုကျွန်တော်ယုံကြည်သွားသောသူဖြစ်ဖို့လိုတယ်။ဒါကြောင့်ပြောရမလို့ပြောပြောတမန်ချက်စာပြောနေတာ။ပြီးတော့ဆက်ပြောရရင်ငွေကျိုးပြတ်ခြင်းငွေကျိုးပြတ်ခြင်းဆိုတာဇပင်တွေပြတ် တချီးတဲ့ခါသပင်ပြတ်သပင်တွေကျုပ်ရွှေဖလားကွဲခြင်းစီးတွေမထိန်နိုင်တော့စီးမထိန်နိုင်အတချီးတဲ့သူတွေစီးခဏခဏသွားတယ်ခဏခဏသွားတော့သူစီးမထိန်နိုင်တော့ရွှေဖလားကြီးကွဲတော့ပိတ္တဇောပြောရဲစိုင်းရွေတွင်၌ရေပုံးပေါက်ခြင်းရေခြင်းနာမှာဆက်ကျူးခြင်းခဏခဏအပေါ်ပါသွားခြင်းနဲ့ခဏခဏ စီတွေဝင်နေမထင်းနိုင်တော့အဲ့ဒါရေပုံးပေါက်တာရေကျင်းသားမှာဆက်ချိုးသွားတာထိနေရတယ်ဘာလို့မထိနိုင်တော့ရောအဲ့ဒီຢာတွေဖြစ်မှန်တော့တဲ့ဒီကကြာကကြီးစနေငယ်6ပါပါပဲလေပေါ်ပြတယ်ဒါကြောင့်ဒီနှုတ်ကတော့နားထောင်နေတယ်ချက်ကောင်းကြီးကိုပေါ်မှာများထဲမှာသားသမီးတွေရှိမိဘကိုဂိူးဆိုင်အထူးဂိူးဆိုင် သူသက်ချင်းဓာတ်တွေဖြစ်လာနိုင်မယ်သူ့ကိုနားလေပေးသူ့စိတ်ရှိပေးရမယ်တင်ငင်စင်တော့အသိကိုသူကစိတ်ရှိခဲ့တယ်လေ တကယ်လေချွတ်သားသမီးတွေကနော်မိဘကိုစိတ်မရှိခြင်းဘူးကိုငယ်စဉ်တုန်းကတော့မိဘကိုကိုစိတ်ရှိခဲ့တာသူမိသွားပြီဟွန်းအဲ့ဒီမှာကျွန်တော်မပါမိဘူးလို့သတိထားဒါတွေဖြစ်မယ်တဲ့ပြီးသွားရင်သက်ပြောတယ်ထိုကာလ၌မြေမုံကြီးနေရင်းမြေတို့၎င်းဝိညာဉ်သည်အရင်ပြီးတော်မူသောဘုရားသခင်ထံတော်သို့၎င်းပြန်သွားရလိမ့်မည်ဒေသာချခန်းကြီးဆက်တဲ့အငယ်ခေါနေဒါကြောင့်မြေမုံပြတဲ့ကြောင့်မြေကြီးတော်ကဝိညာဉ်ကတော့ ဖျားသခင်ထံသို့အကြီးရှုကိုယုံကြည်သောသူဟာဖျားသခင်ပြင်ဆင်ထားတဲ့ကောင်းငင်ပရတိသူပုံမှာဖြစ်လေဝင်စားရမယ်။တာဝတိသနာရှာဒေသနာဆရာကြီးကကွင်းကွင်းကွက်ကွက်ဖော်ပြထားတယ်။ဒါကြောင့်အသက်ကြီးသောသူတို့နဲ့သက်ဆိုင်တဲ့ကျမ်းပိုက်တွေဒေသနာဆံကကြီးစနစ်အငယ်တက်ကနေခုနှစ်ဖြစ်တယ်။တော့ဒီကျမ်းပိုက်ကိုနားထောင်သောသူများသင်ကိုဖျားကောင်းချီးပေးပါစေ။တောင်သစ်မှာအသက်ကြီးသောသူများမိဘများဦးလေးတော်များရှိသည်ပြည့်စုံပါ။ကင်းဆိုင်ပါ။ တချို့သက်ကြီးတဲ့သူတွေရှိရင်လေဒီအောင်နားထောင်တဲ့အခါသင်သက်ချင်းဓာရီဓာရီဖြစ်မှာဖြစ်တဲ့ကြောင့်သင်ရဲ့ဖြစ်နေခြင်းကိုအာမငယ်နဲ့စိတ်တမချနဲ့ဒါသက်ချင်းဓာရီဖြစ်လာလိမ့်မယ်။ဒါပေမဲ့ဖယားနဲ့ပဲသွားဖယားကိုပဲမျှော်ကြည့်တို့ဖယားခွန်အားပေးမှာဖြစ်တယ်။ခြားနာသူရောက်ချင်းစီတိုင်းဖြတ်ရှင်သား၍ကောင်းချီးပေးပါစီ။ God bless you. အော်ကျွန်တော်ချင်းညာဆရာလေးရှိပါတယ်။ကျွန်တော်ဒီကနေ့3ရက်နေ့နဲ့နောက်ပိုင်း4ရက်နေ့17လ2025နာနေ9နိုင်ညနေ3နိုင်အတွင်းမှာကျွန်တော် ကျမ်းစာကြည့်ကိုရေးစာမူများကိုလက်ခံနေပါပြီ။နေသမားတွေဆိုလေနေကိုစလေမှာတော့ပို့လို့ရနေပြီ။နောက်ပါညနေ3နိုင်ရာနောက်ဆုံးပဲဖြစ်တယ်။အဲ3နိုင်နောက်ပိုင်းစာမူတွေဆိုရင်တော့ကျွန်တော်တို့ကဒီနှစ်သိက္ခာရမှာမဟုတ်တော့ဘူး။ဒါကြောင့်ကျွန်တော်တို့အပီးရေးပြီးလာပို့နိုင်ဖို့ဖော်ပြလိုတယ်။နောက်ပါလဲကျွန်တော်တို့ချက်ရင်းယုံကြည်ခြင်းနှစ်ချင်းတော့ပါ။တနက်9နိုင်ညနေ3နိုင်ထိအားလုံးကိုကျွန်တော်တို့အဲစောင့်ကြိုနေတာဖြစ်တယ်။ဒီကနေ့လည်းတချို့တွေအများကြီးလာပို့သွားပါပြီ။ နှစ်သိပ်စုတွေလည်းကျွန်တော်ပြန်ပေးလိုက်ပြီနေကိုယ်စလေတွေရှိမှလည်းနေသမားတွေတွားပြီးကျွန်တော်သတ်မှတ်ထားတဲ့အတိုင်းကြီးညာထားပါရယ်ကိုယ်စလေတွေနာမည်တွေဖုန်းနံပါတ်တွေအဲဒီမှာသစ်စာမှုတွားပေးမယ်ဆိုရင်ကျွန်တော်ပို့ပေးထားတဲ့နှစ်သိပ်စုတွေကိုလက်ခံရရှိမှာဖြစ်ပါတယ်ဒါကြောင့်နောက်ဖက်မှာလည်းကျွန်တော်အားလုံးပြန်လည်လာပို့နိုင်ဖို့ရန်အတွက်မပြီးသေးသောသူများအပီးရေးပြီးပို့ဆောင်နိုင်ဖို့သင်ကိုအားပေးလို့ရယ်နောက်ဖက်ညနေမြန်မာစံတော်ချိန်၃နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမယ်နောက်ဖက်ညကျွန်တော်ရှင်းလုံးမုံတဲ့ချင်းကိုစပြီးကျွန်တော်နားထောင်မယ်ဒီကနေ့ရော ကျွန်တော် line ဒီတွဲမှာရရပ်ပိုင်းတွဲမှာ internet line တွေတော်တော်လေးအခက်ခဲရှိတဲ့ကြောင့်အဲဒီခါဒီ line ဟိုအတက်ကြလေးဖြစ်ချင်းတော့နားလေပြီးဖို့ရတော့လေမြေတားရက်ခံလို့ရချစ်ရှုသူအားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ God bless you all ဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော် တောင်းပါသူဖျားထံတော်ပါမကောင်းကြီးဖျားဖျားသည်ကျွန်တော်အလုံးပေါ်သောသကောက်ယနေ့မုန်နေရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်သောသူများဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရခြင်းနဲ့တကွတဘာဝဘေးရန်ဖောက်ပြန်မှုတွေဖယ်ရှားခြင်းမုံတိုင်းတွေပြက်ပြယ်ခြင်းအချိန်အခါမဟုတ်ဘဲနဲ့မူသီထံစွာရွာသွန်းမှုတွေဖယ်ရှားလျက်တစ်တက်လျောက်ပတ်တဲ့ရာသီဥတုကိုဖျားရှင်ပြင်ဆင်ပေးခြင်းဖျားရဲ့လက်တော်ကွယ်ကစောက်မှခြင်းနဲ့တကွချမ်းသာကြည်ကူးရင်းနေတဲ့သူအလုံးပေါ်သောသကောက် ကျန်းစာကြည့်ကူးကြီးခြင်းနဲ့ပတ်သက်ပြီးတော့အမဖြတ်နေတဲ့သူများဒိုင်းများတို့တော်သူ၎င်းအပေါ်သူ၎င်းကျန်းစာကြည့်ကူးကြီးပြိုင်ပွဲနဲ့သက်ဆိုင်ပြီးချစ်တဲ့စိတ်နဲ့အဆဆုံးရင်းနေတဲ့သူတိတိပေါ်သူ၎င်းကြည့်ရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်းရဲကောင်းကြီးပြပြတက်ရောက်ပြီးရှိတည်နေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်သား၍ကောင်းချီးပေးပါစေနှိမ့်သက်ချင်းရှိပါစေချစ်ပြန်လည်တွေ့ဆုံကြပါစို့